အလုံးမမင်္ဂလာပါ VOC သတင်းဌာနအနေနဲ့ကြိုးပါရစေကျွန်မကတော့ Snow ပါဒီကနေ့မေလ9ရက်နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးတော့မှာပါယနေ့ညနာဆင်ရမယ့်သတင်းလေးကတော့ကလေးမျိုးအနောက်မြောက်ပိုင်းချင်းလူမျိုးတွေနေထိုင်တဲ့လက်ပံချောင်းကျွာကိုစစ်ကောင်စီကလေကြောင်းနဲ့လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်လို့နေအင်္ဂါလုံးခန့်ပစ်စီခဲ့ပါတယ် မကွေတိုင်းအောင်လမ်းမြို့နယ်ကအရှုချင်းလူမျိုးတွေနေထိုင်တဲ့ကန်တာယာကျွော်ကိုစစ်ကောင်စီကလေကြောင်းကနေပုံကျဲတိုက်ခိုက်မှုကြောင့်အယက်သားထိခိုက်မှုနဲ့နေအိမ်တချို့ပျက်စီးခဲ့ပါတယ်။နှစ်ပေါင်း30ခန့်လက်လွတ်ခဲ့ရတဲ့ထိုင်းမြန်မာနယ်စပ်ကထိခိစခန်းအပါအဝင်စစ်ကောင်စီတပ်စခန်း၃ခုကိုကရင်အမျိုးသားအစည်းအရုံး KNU KNLA ပူပေါင်းတပ်ဖွဲ့တွေကအပိသက်သိမ်းပိုက်ခဲ့ကြတဲ့တဲ့တွင်နေတဲ့အတူအခြားစိတ်ဝင်စားစရာနောက်ဆုံးရတဲ့တွင်တွေကိုတင်ဆက်ပေးဖို့ရှိပါတယ်။ စကိုင်းတိုက်ကလေးမျိုးအနောက်မြောက်ပိုင်းချင်းလွန်မျိုးတွေနေထိုင်တဲ့လက်ပံချောင်းကျေးရွာကိုစစ်ကောင်စီကလေကြောင်းနဲ့လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်မှုကြောင့်အင်အားလုံးခံပျက်စီးခဲ့တယ်လို့သိရပါဗျ။ကလေးမျိုးကလည်းဆယ်မိုင်ခန့်ကွာဝေးတဲ့လက်ပံချောင်းကျေးရွာကိုမေလ၈ရက်နေ့မွန်းလွဲပိုင်း၃နာရီလောက်မှာစစ်ကောင်စီကလက်နက်ကြီးနဲ့၅ကြိမ်ခန့်ပစ်ခတ်ခဲ့တယ်လို့ဒေတာခန့်တဦးကပြောပါဗျ။အဲ့ဒီနောက်ည9:00နာရီဝန်းကျင်လောက်မှာတိုက်လေရင်ဖြစ်ထက်မှန်ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ လက်နက်ကြီးလေးချောင်းပုံကျဲတိုက်ခိုက်မှုကြောင့်အရက်သားထိခိုက်သေးဆုံးမှုမရှိပေမဲ့လူနေအိမ်အနည်းဆုံး၅လုံးခန့်ပျက်စီးခဲ့တယ်လို့သိရပါတယ်။လက်ပံချောင်းကြီးရွာဟာကလေးမျိုးအနောက်မြောက်ပိုင်းဒေသကအင်ချေ3000ဝန်းကျင်ခန့်ရှိတဲ့ရွာကြီးတစ်ရွာဖြစ်ပြီးစစ်ကောင်စီကလက်နက်ကြီးပစ်ခတ်မှုနဲ့မကြာခဏပစ်ခတ်မှုကြောင့်အရက်သားသေဆုံးမှုလည်း၁၀ဦးထက်မနည်းရှိခဲ့ပြီးဖြစ်ပါတယ်။ မကွေးတိုင်းအောင်လံမြို့နယ်ကအရှုချင်းလူမျိုးတွေနေထိုင်တဲ့ကန်တာယာကျေးရွာကိုစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုကြောင့်အရက်သားထိခိုက်မှုရှိခဲ့ပြီးနေအိမ်တချို့လည်းပျက်စီးခဲ့တယ်လို့သိရပါဗျ။မေလ၈ရက်ည9နာရီဝန်းကျင်မှာကန်တာယာကျေးရွာကိုစစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲပန်တာယာဘုံတီနှလုံးနဲ့လေကြောင်းဘုံကျဲတိုက်ခိုက်ခဲ့ပြီးဖုန်ကြီးဆောင်ထိခိုက်ပျက်စီးသွားတယ်လို့ဒေသခံတွေကပြောပါဗျ။ အဆိုပါတိုက်ခိုက်မှုကြောင့်လူထိခိုက်မှုရှိပေမဲ့ဖုန်ကြီးကြောင့်အဆောက်အဦတချို့ပျက်စီးခဲ့တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့မေလ၄ရက်နဲ့၅ရက်နေ့တုန်းကလည်းကန်တရာကျေးရွာကိုစစ်ကောင်စီကလေကြောင်းကန်နဲ့ပုံကျဲတိုက်ခိုက်ခဲ့လို့ရွာသား၄ဦးဒဏ်ရာရရှိပြီးနေအိမ်တချို့နဲ့နွား၁၀ကောင်ထပ်မံတေဆုံးခဲ့တယ်လို့သိရပါဗျ။ကန်တရာကျွရဟာအင်ချီတရာခန့်ရှိပြီးအရှုချင်းလူမျိုးတွေနေထိုင်တဲ့ကျွရဖြစ်ပါတယ်။ မြန်မာကျောင်းသားတွေအတွက်အိန္ဒိယနိုင်ငံတက္ကသိုလ်တစ်ခုမှာ nursing နဲ့ lab science တက်ရောက်နိုင်မဲ့အခွင့်အရေးတစ်ခုရှိတယ်လို့ချင်းကျန်းမာရေးအဖွဲ့ CHO ကထုတ်ပြန်ပါတယ်။အနည်းဆုံးအသက်18နှစ်ပြည့်ထားပြီးအိန္ဒိယနိုင်ငံရဲ့12တန်းဒါမှမဟုတ်မြန်မာနိုင်ငံရဲ့12တန်းကိုသိပ်ပန်တွဲဖြင့်အောင်မြင်ထားသူတွေအနေနဲ့အိန္ဒိယကတက္ကသိုလ်တစ်ခုမှာတက်ရောက်ခွင့်ရမယ်လို့ CHO ကမေလ10ရက်မှာထုတ်ပြန်ပါတယ်။ အစပတ်တက္ကသိုလ်မှာတက်ရောက်ပြီးကျောင်းပြီးတဲ့အခါချင်းပြည်နယ်မှာပြန်လည်တာဝန်ထမ်းဆောင်မဲ့သူဆိုရင်ချင်းကျန်းမာရေးအဖွဲ့အစည်းကနဲ့ application process ကိုကူညီဆောင်ရွက်ပေးမှဖြစ်တဲ့အဖြစ်ချင်းပြည်နယ်ကကျန်းမာရေးလုပ်သားအင်အားလိုအပ်ချက်ကြီးမှပြီးခက်ခဲဝေလံဒေတာကကျောင်းသားကျောင်းသူများအတွက် scholarship ပေးအပ်သွားမယ်လို့လည်းဆိုပါတယ်။သူနာပြု nursing အတွက် season 2ခုရှိပြီး general nursing နဲ့ midwifery course GNM ကို internship အပအဝင်၃နှစ်နဲ့ basic BSc nursing ၄နှစ်တို့ဖြစ်ပါတယ်။ Laboratory Technicians အတွက်တက်ရမယ့်အစီအစဉ်မှာ Bachelor of Medical Laboratory Science BMLS ဖြစ်ပြီး internship အပါအဝင်၄နှစ်တက်ရမယ်လို့ဆိုပါတယ်2025ခုနှစ်စာသင်နှစ်အတွက်ကျောင်းသူကျောင်းသား၅ဦးကိုဒါလက်ခံသွားမှာဖြစ်ပြီးရှောက်လွား link တွေကို CHO ရဲ့လူမှုကွန်ရက်ဆာမျက်နှာမှာစုံစမ်းမေးမြန်းသွားနိုင်ပါတယ်။စိတ်ဝင်စားသူတွေအနေနဲ့ CHO လူမှုကွန်ရက် Messenger checkbox ကနေဆက်သွယ်မေးမြန်းနိုင်တယ်လို့သိရပါတယ်။ နှစ်ပေါင်း30ခန့်လက်လွတ်ခဲ့ရတဲ့ထိုင်းမြန်မာနယ်စပ်ကတိခိစခန်းအပါအဝင်စစ်ကောင်စီတပ်စခန်း၃ခုကိုကရင်အမျိုးသားစီယွန် KNU KNLA ပူပေါင်းတပ်ဖွဲ့တွေကအပိသက်သိမ်းပိုက်ခဲ့ကြရတယ်လို့ KNU ကဒီကနေ့ထုတ်ပြန်ပါတယ်ဘိတ်ထဝဲခရိုင်တီခိဒေတာကစစ်ကောင်စီရဲ့ခြေလင်းတရင်ခါလာယာ29နဲ့ခါလာယာ269တို့တက်ဆွဲထားတဲ့တီခိစခန်းကိုဒီကနေ့မေလ9ရက်နေ့မှာ KNU ပူပေါင်းတပ်တွေကသိမ်းပိုက်ခဲ့တာဖြစ်ပါတယ် KNU တမဟာလေးနေမြေတဲကတိခိစခန်ဟာ1985ခုနှစ်မှာစတင်တည်ဆောက်ခဲ့ပြီးခရိုင်ဌာနချုပ်နဲ့တမဟာဌာနချုပ်ယုံနေရာဖြစ်ခဲ့ပေမဲ့1998ခုနှစ်မှာမြန်မာစစ်တပ်တမ99နဲ့တမ66တို့ဦးဆောင်တဲ့တရင်20ခန်းကထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့်လက်လွတ်ဆုံးရှုံးခဲ့ရတာလို့ KNU ကထုတ်ပြန်ပါတယ်ယခုအခါနှစ်ပေါင်း30နှစ်ပါလက်လွတ်ဆုံးရှုံးခဲ့ရတဲ့ TK စခန်းကို KNLA နဲ့မဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေက ပြန်လည်သိမ့်ပိုင်နိုင်ခဲ့တာဖြစ်ပါတယ်ဒါအပြင်ခဲညူတမဟာခုနှစ်ကတူလေးအချုံနယ်မြေဖာအန်ခိုင်ပိုင်ချုံမြို့နယ်ထဲမှာရှိတဲ့စစ်ကောင်းစီတက်စခန်းလေးပနာဒီခေါ်တခေါ်ပြီးခွေးစခန်းကိုလည်းမေလ9ရက်မနက်9နာရီခန့်မှာအပီးတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တယ်လို့ခဲညူကထုတ်ပြန်ပါတယ်။အလားတူခဲညူတမဟာသုံးညောင်လေးပင်ခိုင်စော်တီရွှေချင်းမြို့နယ်ထဲကစစ်ကောင်းစီရဲ့ချင်းမြန်တရင်ခမရ ငါးကိုရှစ်အခြေဆိုင်စခန်းကိုလည်း KNLA KNDO နဲ့မဟာမိတ်ပူပေါင်းတပ်တွေကပြည်သက်သိမ်းပိုက်ခဲ့ကြပါတယ်။ကချင်ပြည်နယ်မှာဗန်းမုံမြို့သိမ်းပိုက်ပွဲပြင်းထန်နေချိန်ဒေသခံပြည်သူတွေခိုးလုံနေတဲ့ဖုန်ကြီးချောင်းကိုစစ်ကောင်စီကမနေ့ကလေးချောင်းတိုက်ခိုက်ခဲ့လို့စစ်ရှောင်း15ဦးထပ်မံနေသေဆုံးပြီး30ကျော်တရရရှိခဲ့တယ်လို့သိရပါတယ်။ ဗမ်းမော်ညွန်ညောင်ပင်ရက်ကွက်မှာရှိတဲ့ကန္နာရိတ်သားဖုန်ကြီးချောင်းကိုမေလာရှိရညာ9နာရီလောက်မှာဂျက်ဖိုက်တာနဲ့နှစ်ချိန်ပုံကျက်တိုက်ခိုက်သွားတယ်လို့ကချင်ဖက်ကလာတဲ့သတင်းတွေကဖော်ပြပါဗျ။ဒေသအတွင်းစစ်ရေးသတင်းကိုဖော်ပြပေးနေတဲ့ဘမ်မော့စကောက်တီမ်ကလည်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကန္နာရိတ်သားဘုံကြီးကျောင်းမှာစစ်ပေးရှောင်နေတဲ့ပြည်သူ15ဦးထပ်မံတဲ့သေဆုံးပြီး30ကျော်နဲ့အရအကြောင်းအသိပေးထုတ်ပြန်ထားပါတယ် ဒါအပြင်စစ်ကောင်စီဝါဒဖြန် Telegram channel တွေကလည်းဖုန်ကြီးချောင်းဖုန်ကျဲခံရတာကို drone နဲ့ရိုက်ကူးထားတဲ့ video file တင်ပြီး KIA နဲ့ PDF တွေရှိတဲ့နေရာကိုဘုံကျဲတယ်လို့ဝါဒဖြန့်ထားပါတယ်ဒါပေမဲ့လက်တွေ့မှာတော့ကဏ္ဍရိပ်သားဖုန်ကြီးဆောင်မှာ KA နဲ့ PDF တပ်ဖွဲ့ဝင်တွေရှိနေတာမဟုတ်ပဲစစ်ရှောင်နေတဲ့အရက်သားပြည်သူတွေသာ ရှိနေတာလို့ဒေသခံတွေကဆိုပါတယ်။ KA နဲ့ပူပေါင်းတပ်တွေဟာဗန်မော်မြို့ဒိန်တိုက်ပွဲကို2024ဒီဇင်ဘာ၄ရက်နေ့မှာစခဲ့ပြီး လက်ရှိအချိန်ထိတိုက်ပွဲတွေပြင်းထန်နေပါတယ်အကြံပေးစကောင်စီကငလင်ပေးတန်တင်ပြန်လဲထူထောင်ရေးအတွက်ဆိုပြီးအပြည့်ရဲ့ကာလကိုမေလ6ရက်ကနေ31ရက်အထိတလသက်တမ်းထပ်တိုးလိုက်တယ်လို့ကြေညာထားပေမဲ့နိုင်ငံတော်ဝန်ကိုလေချောင်းတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နေတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ကမေလ6ရက်ကနေ32ရက်အထိအပြည့်ခရက်ဆဲရီကာလအဖြစ်ထမှန်တိုးမြင့်ကြောင်းကြေညာထားပေမဲ့လေကြောင်းတိုက်ခိုက်မှုတွေစက်တိုက်ပြုလုပ်နေတယ်လို့တအောင်မျိုးသားလူမျိုးရေးတမတော် TNLA ကပြောပါတယ်စစ်ကောင်စီတပ်ဟာတအောင်ဒေသအတွင်းထိုးစစ်ဆင်တာလက်နက်ကြီးနဲ့ပစ်ခတ်တာ drone နဲ့လေကြောင်းအသုံးပြုတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့ TNLA ကမေလ9ရက်မှာထုတ်ပြန်ပါတယ် TNL ထင်းချုပ်ထားတဲ့နောက်ချုံမြို့နယ်ကိုစစ်ကောင်စီတပ်ကထိုးစစ်ဆင်နေပြီးမေလ၈ရက်တနေ့တည်းမှာပဲ TNLA တပ်ဖွဲ့နဲ့ထိတွေ့တိုက်ပွဲ၃ချိန်ဖြစ်ပွားခဲ့ပြီးလက်နက်ကြီး drone နဲ့ဘုံ အစိမ့်ွေဘုံတွေနဲ့ပစ်ခတ်တိုက်ခတ်ခဲ့တယ်လို့ဆိုပါတယ်စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက်အသက်၅နှစ်အရွယ်ကလေးငယ်ပါဝင်ဒေသခံ၄ယောက်သေဆုံးခဲ့ပြီး9ယောက်ဘုံစားထိမှန်တရန်ရရှိခဲ့တယ်လို့သိရပါတယ် ညီတော်မဟာမိတ်သုံးဖွဲ့ကငလှင်တန်တဲ့ပြည်သူတွေကိုလူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေဆက်လက်ဆောင်ရွက်နိုင်ရဲ့အတွက်တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကိုထိုးစစ်ပြုလုပ်တော်မှာမဟုတ်ပဲတစ်ဖက်သက်အပြစ်ရက်ကာလကိုနောက်ထပ်တစ်လသက်တမ်းထပ်တိုးကြောင်းမေလာတရက်မှာထုတ်ပြန်ကြေညာထားခဲ့တာပါစစ်ကောင်စီကလည်းအပြစ်ရက်ကာလကိုတစ်လသက်တမ်းထပ်တိုးကြောင်းကြေညာထားပေမဲ့ထိုးစစ်စင်တိုက်ခိုက်မှုနဲ့လေကြောင်းပစ်ခတ်မှုတွေဆက်လက်ပြုလုပ်နေတာဖြစ်ပါတယ် ။ VOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။